ရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်ပိုင်နဲ့အထည်ရောက်အောင်ပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေကိုတီထွင်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့၎င်းရဲ့ Twitter စာမျက်နှာကနေပြောကြားခဲ့ပါဗျာ။ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ကမြောက်ကိုရီးယားဟာတိုက်ချင်းပစ်ပယ်ထိန်တုံးကြီး ICBM ကိုအပိသက်တီထွင်နိုင်ဖို့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ကြေညာခဲ့ပြီးတရက်အကြာမှာပဲဒေါ်နယ်ထရန့်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်ဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားနိုင်ငံကအမေရိကန်အထိရောက်အောင်ပစ်ခတ်နိုင်တဲ့နျူကလ িয়ার လက်နက်တီထွင်မှုဟာနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးလုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ Twitter စာမျက်နှာမှာရေးသားခဲ့ပါဗျ။ အမေရိကန်အစိုးရဟာမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ပိုင်းဆိုင်တဲ့နိုင်ငံအဖြစ်လုံးဝလက်ခံမှာမဟုတ်ဘူးလို့ထက်ကတလဲလဲပြောကြားခဲ့ပေမဲ့လည်းရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ကတော့အထူးကြံနေတဲ့ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး၎င်းရဲ့မူဝါဒကိုရှင်းရှင်းလင်းလင်းထုတ်ပေါ်ပြောဆိုခဲ့ခြင်းမရှိသေးပါဘူး Republican Party ကိုစားပြုဘီလီယံနာတဦးဖြစ်တဲ့ဒေါ်နယ်ထရန့်ဟာအမေရိကန်ရွေးကောက်ပွဲကာလနောက်ပိုင်းမှာ Twitter စာမျက်နှာကနေရင်းရင်းသီးသီးဝေဖန်ပြောဆိုမှုတွေသတင်းထုတ်ပြန်မှုတွေပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းနိုင်ငံရေးအကဲ က်ခတ်တွေအနေနဲ့လာမယ့်ဇန်နဝါရီလ20ရက်နေ့မှာသမ္မတတာဝန်ကိုလွှဲပြောင်းရယူမဲ့ဒေါ်နယ်ထရန့်ရဲ့မူဝါဒကိုခံမှန်းသုံးသပ်မှုတွေပြုလုပ်ဖို့အကြောင်းရင်းတစ်ခုရရှိသွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လကလည်းဒေါ်နယ်ထရန့်ဟာအမေရိကန်ပြည်ထောင်စုအနေနဲ့နျူကလ িয়ার စွမ်းရည်တွေကိုအကြီးအကျယ်တိုးမြှင့်ရမှာဖြစ်တယ်လို့ပြောဆိုခဲ့မှုပါတယ်။ဒါအပြင်ဒေါ်နယ်ထရန့်ကတရုတ်နိုင်ငံဟာစစ်ရေးအင်အားချဲ့ထွင်နေပြီး ငွေကြေးတံပိုးကိုလိုသလိုထိန်းချုပ်မှုတွေလှုပ်ဆောင်နေရလို့ Twitter စာမျက်နှာကနေပြောဆိုမှုကြောင့်တရုတ်အစိုးရအတွက်အမျက်ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့လည်း Donald Trump ဟာရန်လိုတဲ့အပြုအမူတွေတိုးမြင့်လှုပ်ဆောင်လာတဲ့မြောက်ကိုရီးယားကိုရင်ဆိုင်ဖို့အတွက်တော့မြောက်ကိုရီးယားရဲ့အရင်းနှီးဆုံးမဟာမိတ်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံရဲ့အကူအညီကိုလိုအပ်မှာဖြစ်ပါတယ်။ January လတရက်နေ့ကရုတ်တံကနေမိနစ်30ကြာပြောကြားခဲ့တဲ့နှစ်သိမ့်မိန်ကိုမှမြောက်ကိုရီးယားခေါင်းဆောင် Kim ကနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်ဟာတဟုန်တုံးမြင့်တက်လာခဲ့ပြီး ကမ္ဘာအရှိချင်းရဲ့ဆင်ရာကိုအင်အားကြီးဆုံးရန်သူကတော့ထိပါရဲမှာမဟုတ်ဘူးလို့ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံကိုဗတ်ပြောင်းခုလုံခဲ့တဲ့ဗြိတိန်နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ဟောင်းထဲယုံဟိုကကင်ဂျွန်ဟန်ဟာအမေရိကန်နဲ့တောင်ကိုရီးယားရဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲကိုအခွင့်ကောင်းယူပြီးနျူကလ িয়ার လက်နက်တွေကိုတီထွင်နိုင်ဖို့အရှိန်ဟုန်မြင့်ကြိုးပမ်းနေတယ်လို့ပြောကြားထားပါဗျာ။